ဟိုတဲ့ညင်နေပါလားတဲ့လိုက်မလွန်လို့လို့နေကောင်းလားတဲ့နေကောင်းလားနော်ဆရာတဲ့မလောက်ရှားသေးပါလားတဲ့လိုက်တွေမပြတ်သေးဖုံးပြက်လို့ဘူးမတစ်ခါမှမကြည့်ရသေးဘူးတဲ့ကြည့်ချင်ပါတယ်ဗျာတဲ့ကြည့်ချင်တယ်ဆိုရင်တော့ပြတာပေါ့ဆရာသမားတဲ့ခုတစ်ဖက်မပြတာလားပြမှာပေါ့เนาะဘာတွေချလဲ ဘာမှမချဒီပွဲတော့နားအောင်မယ်နားအောင်မယ်တဲ့ကျိတ်နေစေစိုက်မလွင့်ဒါလားတဲ့အေးဒီတယောက်ကဘာစိုက်ဒီလိုက်ပို့နေစေအတွက်ဖိုင်တွဖိုင်မှမတွေ့ဘူးနော်ကိုသေးဘာသာမှမကြားလို့နေကောင်းလားရရင်送接ပြီပါ လုတ်တွေမအားလို့လားတဲ့လေးစားပါလေဆရာဆရာဒုက္ခကောင်းရတာပြီးထင်တယ်အများကြီးပဲအဲ့ဒါဟိုအောက်မှာလည်းရှိသေးတယ်စာတွေဒီနေ့တနေ့ပို့လာတာဖတ်ဖတ်ဖတ်နဲ့ပြပေးလိုက်ပါဦးမယ်နော်ဩကနန်တော့ကိုယ့်ကိုယ်ရွေးထုတ်ပေါ့ဗျာစမယ်နော်ကျိုးဒီဒီဆိုတော့ဒီနားမှာဒီနားမှာနှစ်6 8ဆိုတဲ့ကောင်နဲ့6နှစ်8ဆိုတဲ့ကောင်ဆက်နော်အဲ့ဒီ6နှစ်8ကော သူ့ရဲ့နောက်နှစ်ကိုလိုက်ပေါက်တယ်နော်အဲ့ဒီရှောင်းနှစ်ချက်နောက်နှစ်ကိုလိုက်ပေါက်ပြီးတာ ਨੇ သူ့ရဲ့တပွဲကြောမှာထွက်တဲ့ခဏ196အဲ့ဒါပြန်ကြခဏမယ်နော်တခါကျွန်တော်တို့ဒီနားမှာ9နှစ်ချက်ဆိုတဲ့ခဏရှိတယ်အဲ့9နှစ်ချက်ကလည်းနောက်နှစ်မှာ9နှစ်ချက်လို့လိုက်ပေါက်ပြီးတာ ਨੇ သူ့ရဲ့တပွဲကြောမှာ309ခွန်ပြန်ကြခဏမယ်ကြတယ်နော်တခါကျွန်တော်တို့ဒီမှာ303ခွန်เนาะ303ခွန်နောက်နှစ်မှာခွန်303လို့လိုက်ထွက် ူ့ရဲ့တပွဲကြောင်မှာ66နှစ်ကပြန်ကြပြီเนาะတခါကျွန်တော်တို့ဒီဘက်မှာနှစ်ဦးကန်းနံ195ပေါ့เนาะဒီ195ဒီနောက်နှစ်ကိုအကိုတက်လို့လိုက်ပေါ့သူ့ရဲ့တပွဲကြောဒီဘွဲမှာပြန်ကြကစားအောင်မလားเนาะအဲသူခြေနှစ်ကကနန်းနောက်နှစ်ကိုလိုက်ပေါက်ထားတာ ਨੇ တပွဲကြောမှာသူပြန်ကြကနန်းနေကစားတယ်6နှစ်ရှိသည်သူ့ရှိနှစ်ကကနန်း လာပေါက်ပြီးသူ့ရဲ့တပွဲကြော်ပြန်ကြเนาะငါးနှစ်ရှစ်ကလည်းသူ့ချင်းနှစ်ကကဏ္ဍမဲ့သူ့တပွဲကြော်မှာပြန်ကြပဲเนาะသူကြတော့နောက်ထောင်သုံးလုံးပိုးလို့ဖြစ်တဲ့ပြီးမှသူ့ချင်းနှစ်ကကဏ္ဍပေါက်တယ်ဒီမှာပြန်ကြကြတယ်တခါနောက်နှစ်မှာနောက်ထောင်သုံးလုံး30လို့ဖြစ်ထားတဲ့ပြီးမှခွန်တုံညာသုံးကသူ့ချင်းနှစ်ကကဏ္ဍသူ့တပွဲကြော်မှာပြန်ကြကဏ္ဍ66နှစ်ကြတယ်เนาะအဲ့ကျွန်တော်ဒီမှာ6ပြီးပြီး30ပြီးပြီးအခုဒီမှာ6 6667လို့ဖြစ်တယ်ဒီကဏ္ဍကသူ့ရှေ့နေ့ကကဏ္ဍသူ့ရဲ့တပွဲကျော်ဒီပွဲထွက်မဲ့ကဏ္ဍကပြန်ကြကဏ္ဍကြလာမလားပေါ့လေနော်ကြမကြမသိဘူးနော်ကိုယ့်ကိုကြည့်ကြိုက်တဲ့ကဏ္ဍဆွဲထည့်လိုက်ပြန်ကြနောက်ကျွန်တော်ဟိုဘက်နှစ်ကတော့ပြခဲ့ဘူးတယ်မနစ်ကလည်းကျွန်တော်ဒီ site နဲ့ပြခဲ့တယ်ပြခဲ့တာကကျွန်တော်တို့ဒီအယောင်လေးနည်းနည်းရှင်းလိုက်နော်ရှင်းပေါင်းက6ခါသူ့အောက်မှာ 6ခါနဲ့ပြန်ကြနော်တခါလဲဒီမှာရှေ့ပေါင်း9လို့ရိုက်တယ်ဒီမှာ6ခါထွက်တယ်သူ့အောက်မှာ6ခါနဲ့ပြန်ကြထွက်တယ်နော်တခါအဲ့ကနေကျွန်တော်တို့သွားကြည့်လိုက်ဒီမှာရှေ့ပေါင်း9လို့ရိုက်တယ်6ခါလို့ထည့်တယ်သူ့အောက်မှာတော့6ခါနဲ့ပြန်ကြမှာကြဘူးဒါပေမဲ့အဲ့ဒီနှစ်ထဲမှာ6ခါနှလုံးပြန်ကြကလည်းတက်တက်ရှိနေသေးတယ်နော်အဲ့တော့အခုကျွန်တော်တို့ဒီရှေ့ဘောင်းကားရဲ့ဘေးမှာ6ခါထည့်သွားတော့ ချစ်ပေါင်းကကိုးခါလို့ရိုက်လိုက်တာနဲ့သူ့အောက်မှာပြန်ကြခန်းကကိုးပါတာလားမပါဘူးလားတော့မသိเนาะဘာလို့လဲဆိုတော့ဒီမှာတော့ကတော့ तू ကကိုးမပါဘဲနဲ့ကိုးပရိတ်ခန်းတော့ကြတယ်เนาะဒီမှာမှ तू ကကိုးခါနဲ့ခန်းကနှလုံးထောင်ကြတယ်အဲ့အဲ့ဒီကိုးခါနဲ့ခန်းထောင်ကြတာတွေကဒါရက်တခြားဆရာတွေလည်းစွဲပြီးတော့တင်နေတာတွေ့ပါတယ်เนาะဒါပေမဲ့ဒါတွေကကျွန်တော်အရင်ဆုံးဒီနေရာမှာတော့ငါကိုခါနှလုံးထောင်ပြန်ကြကြနိုင်တယ်ဆိုပြီးကျွန်တော်ပြောခဲ့တယ်အခု ဒီမှာကိုးကားထွက်တော့ဒါတခြားဆရာတွေလည်းသူတို့ site ဆွဲပြီးတင်ညဒါပေမဲ့အဲ့ဒီကိုးကားတွေကရှေ့ပေါင်းကကိုးကားလို့ဖြစ်တဲ့အောက်မှာပြန်ကြရှေ့ပေါင်းကကိုးကားအောက်မှာပြန်ကြเนาะအဲ့တော့ဒီရှေ့ပေါင်းကကိုးကားရဲ့အောက်မှာ6 3ညာ3ပြန်ကြတယ်အခုကျွန်တော်တို့ဒီရှေ့ပေါင်းကကိုးကားရဲ့အောက်ဒီဘွဲမှာပြန်ကြကြလို့ရတယ်เนาะအဲ့တော့ဒီမှာပြန်ကြခဏန်းကိုဘာထည့်မလဲဘာထည့်မလဲဆိုတော့ကျွန်တော်တို့ကြည်ကြည်ပေါ့ဗျာเนาะ9ရက်လို့ဒီလေ ဟုတ်တယ်မဟုတ်လား9ရက်လို့ရတယ်။အဲကျွန်တော်တို့ဒီနားမှာအကြိမ်ကြိုက်ကြီးဇောင်းဆင်းလာတာရှိတယ်။နော်ဒီကောင်ကဆွဲရမလို့ဆွဲပြီးပါ။အဲအကြိမ်ကြိုက်ကြီးဇောင်းဆင်းလာတာဆိုတော့တို့ဒီတုံညာ3ခွန်ပြန်ညာကြရတယ်ပေါ့နော်။ပြန်ကြတော့သူကနေ1 2 3 4 5 6 9 8နှစ်တော့အောက်ကို1 2 3 4 5 6ကြိမ်မှာသူကလည်းပြန်ကြခဏနော်။ အဲ့တော့နေကျွန်တော်တို့1 2 3 4 5 6ခွန်8နှစ်တော့အောက်ကို1 2 3 4 5 6ချိန်မှာပြန်ကြခဏကြာနိုင်တယ်ပြန်ကြပြန်ကြပြန်ကြဆိုပြီးတော့စားနိုင်တယ်အဲ့တော့ तू ကဒီပရိတ်3ရဲ့တဘောရဲ့ကြော်ရှေ့ပေါင်း5တစ်ခါရဲ့အောက်မှာ तू ပြန်ကြတာဟုတ်အဲ့ရှေ့ပေါင်း4တစ်ခါရဲ့အောက်မှာပြန်ကြတာเนาะ3ပရိတ်တဘောရဲ့ကြော်3ပရိတ်ပြီးတော့ကျွန်တော်ဒီမှာ4ပရိတ်တဘောရဲ့ကြော်မှာခုနကတော့ရှေ့ပေါင်း4တစ်ခါပြီးတော့ရှေ့ပေါင်း5 3ခါ ဒီသုံးလုံး5လို့လည်းရတယ်เนาะဒီသုံးလုံး5လို့လည်းရဒါပေမဲ့အဲ့ဒီမှာကျွန်တော်တို့တစ်ခါတို့၃ညာခါတို့ကျွန်တော်တို့ဒီမှာ၉ခါဆိုတာကိုပြောချင်လို့เนาะအဲ့တော့ तू ကရှေ့ပေါင်း၄အောက်တစ်ခါအောက်မှာပြန်ကြတယ်ရှေ့ပေါင်း၅၃ညာခါအောက်မှာပြန်ကြတယ်အခုကျွန်တော်တို့ရှေ့ပေါင်း၆၉ခါလို့ဖြစ်တဲ့အောက်မှာဒီဘွဲပြန်ကြကစားလို့ရတယ်เนาะပရိတ်25ရဲ့တပွဲကျော်ပရိတ်4တပွဲကျော်ပရိတ်3တပွဲကျော်เนาะ အဲ့ဒီမှာနည်းနည်းတော့စဉ်းစားစရာ ပါတယ်ဒီမှာကဏ္ဍနှစ်ကွက်ထုတ်ပြီးလိုက်မယ်နော်ကြိုက်ရင်ထိုးမကြိုက်ရင်မထိုးနဲ့ပေါ့လေနော်အဲ့ဒီမှာမူကနည်းနည်းကွဲသွားတာကသူကပထမမူမှာကျွန်တော်တို့၄ဗရိတ်ဇောင်းတစ်ပွဲကျော်မှာဗရိတ်၉ထပ်တယ်နော်၄ဗရိတ်ရဲ့ဇောင်းတစ်ပွဲကျော်မှာဗရိတ်၉ထပ်အဲ့ဒီဗရိတ်၉ရဲ့နှစ်နှစ်ကျော်မှာခွန်ဗရိတ်ဒီခွန်နောက်ပိတ်နဲ့ထွက်ထားတဲ့ကဏ္ဍကပြန်ကြကြသွားတယ်နော် ဒါဆိုရင်ဒုတိယကတ်မှာကျွန်တော်တို့ဒီမှာဗရိတ်၄ရိုက်တယ်ဇောင်းတပွဲကြော်မှာဗရိတ်ခွန်ထတ်တယ်เนาะဗရိတ်ခွန်ဗရိတ်ခွန်လို့ထတ်တယ်ဗရိတ်ခွန်ရဲ့နှစ်နှစ်ကြော်မှာခွန်ဗရိတ်ဒီခွန်နောက်ပိတ်နဲ့ထွက်ထားတဲ့ခဏပြန်ကြကြတယ်เนาะဒါဆိုရင်ကျွန်တော်တို့ဒီမှာဗရိတ်၄တွေ့ဇောင်းတပွဲကြော်မှာဗရိတ်၁ထတ်တယ်နှစ်နှစ်ကြော်မှာခွန်ဗရိတ်လို့ပေါက်တယ်အဲ့ဒီခွန်ဗရိတ်ဒီခွန်နောက်ပိတ်လို့ထွက်တယ်ဒီခဏပြန်ကြမလား၃ခွန်ခွန် အဲ့ဒါဆိုရင်ကျွန်တော်တို့နောက်တမျိုးတွေးကြည့်ရင်ဒီပဋိလေးတုံညတုံညနှစ်ခက်ခွန်နောက်ပိတ်နေခဏပြန်ကြကြတာလားအဲ့ဒီမှာ၄တုံညာလို့ရိုက်ပြီးတော့ဒီမှာ၃တုံညာလို့ရိုက်တယ်နော်၃ပရိတုံညာပဲတုံညာရဲ့နှက်ကခွန်နောက်ပိတ်ထဲတယ်ဒီကနန်းပြန်ကြမှာလားအဲ့ဒီလို့ထဲမယ်ဆိုရင်၄၃ပြီးတော့ဒီမှာ၄ပရိဒီမှာတုံညာပရိတုံညာရဲ့နှက်ကခွန်နောက်ပိတ်ထဲထားတဲ့ကနန်း၆ချစ်ခွန်ပြန်ကြကြမှာလား ဒီမှာကခွန်ဗရိတ်ခွန်ဘိတ်နော်ခွန်ဗရိတ်ခွန်ဘိတ်ဒီမှာလည်းခွန်ဗရိတ်ခွန်ဘိတ်ဆိုရင်ဒီကဏ္ဍအဲ့ဒီလိုမယူဘူးတောင်ကျရဲ့နှက်ခတ်ခွန်လန်းပိတ်ထားတဲ့ကဏ္ဍဆိုဒီကဏ္ဍအဲ့ဒီလိုမှမဟုတ်လို့ကျွန်တော်တို့ထင်တယ်လို့မဟုတ်လို့ခွန်ဘိတ်နဲ့ကဏ္ဍခွန်ပါတဲ့ကဏ္ဍပြန်ကြမလားဆိုတာတော့ဒါကျွန်တော်တို့တွေးရမှာနော်တိတိကျကျလိုက်ကြည့်ရင်တော့ဒီ site မှာဒီ3ခွန်ခွန်နဲ့6ခွန်နှစ်ကွက်ဒါကစားလို့ရတယ်နော် အကွက်ကစားရွက်နဲ့ရေးမှတ်တာနော်ကျွန်တော်ရေးမပြတော့ဘူးနော်ရေးမပြတော့ဘူးပြန်ကြဘူးကျွန်တော်ဆွဲဆွဲဆွဲသွားပြမှာပဲနောက်တက်ဆိုင်ကနောက်တက်ဆိုင်ကကျွန်တော်တုံညာခားနေခဏပြန်ကြနှစ်ဦးငါးနောက်ပိတ်တယ်သူကနေပြီးတော့၃နှစ်ကျော်မှာကျွန်တော်တို့တုံညာခားထွက်တဲ့ခဏတကွက်ကအဲ့ဒီနှစ်ထဲမှာပြန်ကြကြတယ် ပြန်ရကြလိုက်တော့အဲ့ဒီကောင်ကဒီရှေ့ပေါင်း၁၁ပြတိ၄အောက်ဆောင်သူကကြတယ်။ဘာလို့ပြတိ၄ရဲ့အောက်ဆောင်ကြတော့ဆိုတော့သူတုံညာခါးနဲ့ကဏ္ဍကြဖို့ဟာဟိုဒီတုံညာခါးတည်သူရှေ့တနစ်ကျော်၁၂၃၄၅၅ချိန်ကတုံညာကခါးနဲ့ထွက်တယ်။အဲ့ဒီတုံညာရဲ့အောက်ဆောင်မှာပြတိ၉ထောက်တယ်။အဲ့တော့ဒီပြတိ၉နဲ့အချိန်ခိုင်းမှာထွက်ထားတဲ့ဒီကဏ္ဍသည်၉ပါဝါပြတိ၁၄ရဲ့အောက်ဆောင်မှာပြန်ကြကြတယ်နော်။အဲ့ဒုတိယကတ်မှာလည်းကျွန်တော်တို့ဒီ၅နောက်ပိတ် 3နှစ်ကြော်မှာ5ပါပါ3ညခါနေခဏပြန်ကြကြတယ်เนาะကြတော့လဲဆက်4ပရိတ်အောက်ဆောင်မှာပဲသူကြတယ်အဲ့ဒီ၃ညခါးနေကနန်းဒီသူရှိတနစ်ကျော်1 2 3 4 5ချိန်မှာ၃ညအပိတ်ဒီခါးလို့ထွက်တယ်နော်၃ညအပိတ်ဒီခါးလို့ထွက်တယ်အဲ့ဒီ၃ညရဲ့အောက်ဆောင်တပွဲကျော်မှာဗရိတ်၉လို့ထောက်တယ်ဒီ၉ဗရိတ်၃ညနော်၃ညကခါးလို့ထွက်ထားတယ်အဲ့ဒီ၉ဗရိတ်နဲ့အချိန်ခိုက်က၃ညခါးနေကနန်းဒီ၉ပါဝါ၄ဗရိတ်အောက်ဆောင်မှာထွက်တယ်နော်ပြန်ကြကြတယ် အဲ့ဒီလိုပဲဒီလိုကျွန်တော်တို့အကြိမ်ခိုင်းနဲ့ယူလိုက်ရင်ခုနကကျွန်တော်ပြောတဲ့ခွန်နောက်ပိတ်နဲ့ကဏ္ဍဆိုရင်နိမ့်နိမ့်ခွန်လည်းဖြစ်သွားနိုင်တယ်เนาะဟိုကအကြိမ်ခိုင်းကဏ္ဍယူမယ်ဆိုရင်ကျွန်တော်တို့မယူပဲနဲ့ဒီတုံညာနောက်ပိတ်ဒီတုံညာခါးနဲ့သွားထွက်ထားတယ်ဒီဗရိတ်ကိုနဲ့အကြိမ်ခိုင်းကကဏ္ဍက6ပါဝါ4ဗရိတ်ရဲ့အောက်ဆောင်ဆိုရင်ဒီပွဲမှာကျွန်တော်တို့ပြီးခဲ့တဲ့ပွဲကဩခဲ့တဲ့တုံညာ6 3ဆိုတဲ့ကဏ္ဍเนาะပြန်ထိုးလို့ရတယ်เนาะ အဲသူကလည်းရှေးပေါင်းတစ်ပရိတ်လေးအောက်ဆောင်ပြန်ကြတာပဲရှေးပေါင်းတစ်ပရိတ်လေးအောက်ဆောင်ပြန်ကြတာပဲရှေးပေါင်းတစ်ပရိတ်လေးအောက်ဆောင်မှပြန်ကြကြတယ်နော်ကြတဲ့အခါကျတော့ဒီ site ထဲမှာနောက်ထပ်တစ်မျိုးခုနက3ခွန်ခွန်ကိုယူလို့ရတာကသူကဒီနောက်ပိုက်နဲ့ထိတ်နေက9ခွန်အောက်ကကနေ9ခွန်ပြီးတော့ဒီမှာနောက်ပိုက်နဲ့ထိတ်နေက4ခွန်သူ့အောက်ကကနေ9ခွန်4ခွန်ပြီးကျွန်တော်တို့3ခွန်လို့ဖြစ်ထားတဲ့အောက်ကကနေဆိုရင်ခုနကကျွန်တော်ပြောတဲ့3ခွန်ခွန်လည်းရတယ် เนาะအဲကျွန်တော်မိတ်ဆွေတွေကြိုက်တာကိုဆွဲထုတ်ပေါ့ဗျာเนาะကျွန်တော်ကတော့ခဏန်းကတော့ထုတ်ပြီးသားပါဒါပေမဲ့ကျွန်တော်မပြောတော့နီးပါအဲနီးပါသေးတယ်လေဝေးပါသေးတယ်ဝေးပါသေးတယ်လိုပါသေးတယ်เนาะအဲကျွန်တော်930ကပြီးခဲ့တဲ့ဘွဲကဩခဲ့တဲ့ခဏန်းမို့လို့မထိုးမဖြစ်ကတော့ထိုးရမှာပဲเนาะကျွန်တော်မိတ်ဆွေထိုးပြအောင်တော့ထိုးနောက်တစ်ခွက်ကကျွန်တော်တို့ ဒီကနန်းကတော့ကျွန်တော်နည်းနည်း main တင်ကစားစီခြင်းတယ်ဒါပေမဲ့ကျွန်တော်မိတ်ဆွေတွေကြိုက်မှလည်းကစားပါเนาะခုနကကျွန်တော်ပြခဲ့တယ်เนาะ6ခွန်8ကခုနကစိုက်မှာကျွန်တော်6ခွန်8ဒီပရိစ္ဆေနဲ့3ညပရိ3ညနှစ်ခတ်ခွန်နောက်ပိတ်ထားတဲ့ခဏပြန်ကြမှာလားလို့ကျွန်တော်ပြောခဲ့တယ်เนาะအဲ့အဲ့6ခွန်8ကိုနည်းနည်းသတိထားဖို့ကျွန်တော်ပြောလိုက်မယ်တို့80 80ခွန်ပါเนาะခွန်စွန်ခွန်ကို ဒဝင်းချော့တော့6 6ကိုဒဝင်းချော့တော့ကျွန်တော်ငါနော်အော်အဲ့ဒီနှစ်ထဲမှာနှစ်ဥမာတွေကကျွန်တော်ပြောခဲ့ပြီးပါတယ်စီနီယာကဏ္ဍတစ်ခွက်ပြန်ညာကြမယ်နော်စီနီယာကဏ္ဍတစ်ခွက်ပြန်ညာကြအဲ့ဒီစီနီယာကဏ္ဍသည်ကျွန်တော်တို့ဒီ9ထိပ်ခွန်ထိပ်နှလုံးနှစ်နော်9ခွန်နှလုံးနှစ်အဲ့ဒီနှစ်ကပါပါဗရိတ်ခွန်နော်ဒီခွန်ထိပ်စီးရဗရိတ်ခွန်လို့လည်းရတယ် အဲ့ဒီ9ခွန်နှလုံးနေနှစ်ပါပါ break ခွန်လို့လည်းရတယ်အဲ့တော့အဲ့ဒီ break ခွန်ရဲ့နှစ်ပွဲကြောကျွန်တော်ထည့်ဒီနေရာမှာနောက်ထောင်3လုံး6ဆိုတာရှိတယ်เนาะသူကနောက်ထောင်3လုံးပုံစံ6ကျွန်တော်လည်းမေ့ပြီးခဲတန်ရင်းနေဆိုရယ်နောက်ထောင်3လုံး6လို့သူပုံစံရှိတယ်အဲ့ဒီနောက်ထောင်3လုံး6ရဲ့ဘေးမှာရှိတယ်ဒီနှစ်နောက်ပိတ်အဲ့ဒီနှစ်နောက်ပိတ်ရဲ့ပါပါဇောင်းခွန်လို့သူထည့်ပြီးမှသူရဲ့အောက်ပြန်ကြကြကြတဲ့ခဏကစီနီယာခဏမှာ အဲ့တော့ကျွန်တော်တို့တခါခွန်ပြီးတော့6ကိုသွားလိုက်မယ်6ဆုံးနဲ့ခုနှစ်တယ်ငါခွန်ဩကျွန်တော်ခွန်ငါခွန်၄ခွန်ဒီကောင်စီနေရာထည့်ရမှာငါထိတ်၄ထိတ်၃ထိတ်လို့ထည့်ရမယ်နော်အဲ့ဒီငါထိတ်ဆောင်ကခွန်ထိတ်စီကဗရိတ်ခွန်၄ထိတ်စီရဲ့ဆောင်မှာခွန်ထိတ်ဗရိတ်ခွန်အဲ့ဗရိတ်ခွန်ရဲ့နှစ်ပွဲကြောင့်မှာစီနေရာကနန်းပြန်ကြနော်ညီကိုကနန်းပြန်ကြပေါ့နော်ညီကိုကနန်းပြန်ကြ အဲ့ဒီဗရိတ်ခွန်ရဲ့ပြီးမှခုနကအတိုင်းပဲနောက်ပိတ်သုံးလုံးသူကကိုးလို့သူပုံတည်ရိုက်တယ်ရိုက်တော့နောက်ပိတ်သုံးလုံးကိုးလို့ဖြစ်တာနဲ့သူ့ဘေးမှာသုံးပိတ်တာနော်ဒီမှာတော့ကကျွန်တော်တို့နှစ်ပိတ်တာနှစ်ပါဝါဇောင်းသုံးလုံးခွန်တာအဲ့အခုဒီမှာနောက်ပိတ်သုံးလုံးကိုးရိုက်တယ်သုံးနောက်ပိတ်တယ်သုံးပါဝါဒီသုံးလုံးကရှစ်လို့ရိုက်တယ်နော်၄၉၅အဲ့ရှစ်လို့ဖြစ်ထားတယ်ဒီ၃ပါဝါဇောင်း၃လုံးရှစ်လို့ဖြစ်တဲ့အောက်မှာထွက်တဲ့ခဏန်းကညီကိုခဏန်းပြန်ကြနော် ညီကိုကနန်းပြန်ကြဆိုတော့ကျွန်တော်တို့အခုဒီဘက်ကို9ဆုံးနဲ့ခုနှစ်ထဲမှာတုံးထက်စီရိုက်ပြီးခွန်ထိတ်ထိတ်ပြီးခွန်ထိတ်ရဲ့အပေါ်မှာခွန်ပရိတ်လို့ထွက်ပြီးသူ့ရဲ့နှစ်ပွဲကျော်မှာသူ့ရဲ့နှစ်ပွဲကျော်မှာ ပြန်ကြခဏကစားချက်အတိုင်းပဲနောက်ပိတ်၃လုံးက2 6 1ဆိုတော့6လို့ပဲသူပုံစံရိုက်တယ်သူ့ဘေးမှာ6နောက်ပိတ်ထည့်တယ်အဲ့ဒီ6ရဲ့ပါဝါဇောင်း၃လုံးက6လို့ထည့်တယ်သူ့ရဲ့အောက်မှာပြန်ကြနော် 6ဆိုတော့9 4ပါပါ9လို့ရိုက်တယ်သူ့အောက်မှာပြန်ကြကြမဲ့ကဏ္ဍကညီကိုကဏ္ဍဖြစ်ကမယ်နော်ညီကိုကဏ္ဍမှာထိုးစရာကကျွန်တော်တို့ကိုခါနဲ့ပြန်ကြကိုကိုနှလုံးထောင်ပြန်ကြမယ်ဆိုရင်8 9ဆိုတဲ့ကဏ္ဍနဲ့8 6ဆိုတဲ့ကဏ္ဍနော်ဒီနှစ်ကွက်ကတော့ဦးစားပေးကျွန်တော်မိတ်ဆွေတွေကစားပါနော်ညီအကိုကဏ္ဍပြန်ကြကိုကိုခါနှလုံးထောင်ကြမယ်ဆိုရင်8 9ခွန်ဆိုတဲ့ကဏ္ဍကိုဒဲပို့ထိုး ဲ့ဒီကဏ္ဍကိုဒဲပို့ထိုးနော်ဘာလို့လုံးဆိုတော့ခုနကကျွန်တော်ပြရတဲ့စိုက်မှာခွန်နောက်ပိတ်ကဏ္ဍခွန်ပါတဲ့ကဏ္ဍပြန်ကြခွန်ပါတဲ့ကဏ္ဍပြန်ကြမှာညီကိုကဏ္ဍကဒီတခွက်သေးရှိတာမဟုတ်ဘူးနော်ညီကိုတွေကတော့ရှိတာပေါ့ဒီမှာကျွန်တော်တို့၃နှစ်၄လည်းရှိတာပဲနော်၃နှစ်၄လည်းရှိတာပဲအဲကျွန်တော်ကလိုချင်တာကခွန်ပါတဲ့ကဏ္ဍပြန်ကြဖို့၃နှစ်၄ကခွန်မပါတဲ့ခါကျတော့ကိုရှိခွန်လည်းဒါဖြစ်သွားနိုင်တယ် အဲ့တော့ဘယ်កောင်ကြမယ်တော့မသိဘူးညီကိုကနန်းပြန်ကြအဲ့ဒီနေရာမှာကျွန်တော်3နှစ်လေးအဲ့កောင်ကို2 3ဒီလိုထည့်ခြင်းနေเนาะဒါတတိထားဆိုတော့အဲ့ဒါကဒါကျွန်တော်ပြောခြင်းတာကပြန်ကြပဲเนาะကနန်းကိုတော့ကိုယ့်ကိုဆွဲထုတ်ကြနောက်တစ်ချက်ကတဲ့နောက်တစ်ချက်ကဒီកောင်ကကျွန်တော်ကစားနေကြ3ဇွန် ၄ဇွန်၅ဇွန်နော်အဲ့တော့၃ဇွန်၄ဇွန်၅ဇွန်နဲ့မှာကျွန်တော်ဒီခွန်တုံညာသုံးအဲ့ဒီနေ့ထဲမှာပြန်ညာကြအဲ့ဒီခွန်တုံညာသုံးပြန်ညာကြတော့နောက်ထောင်၃လုံး30လို့သူဖြစ်ထားပြီတော့သူ့ရဲ့ဘေးမှာ6ဘိတ်နှစ်ဘိတ်နော်6ဘိတ်နှစ်ဘိတ်ရေးပြီးမှာဟိုဒါပြန်ညာကြတယ်เนาะဒီ3လုံး30ရဲ့နှစ်ပွဲကြောက်ဟုတ်ပြီเนาะ တခါကျွန်တော်တို့ဒီလေးစုံခုနှစ်ထဲမှာပြန်ကြခဏန်းဒီကောင်ကိုးတုံညာနှစ်ပြန်ကြကြတယ်ကြတော့လဲနောက်ထောင်သုံးလုံး30လို့ရိုက်တယ်6ဘိတ်3ဘိတ်လို့ဖြစ်တဲ့ပြီးမှကြတယ်နော်အခုကျွန်တော်တို့ဒီနှစ်ထဲမှာနောက်ဘိတ်သုံးလုံး30 6ဘိတ်4ဘိတ်လို့ဖြစ်ထားတဲ့ဘေးဆိုရင်ဒီဘွဲပြန်ကြကြလို့ရတယ်နော်အဲ့ဒီမှာတုံညာပရိတ်၁ပရိတ်၂ပရိတ်လို့ဖြစ်သွားရင်တော့ကျွန်တော်လည်းမပြောတတ်ဘူးเนาะဒါပေမဲ့သူကတုံညာပရိတ်၁ပရိတ်ဒီမှာ၂ပရိတ်ကြမလား ဒီလိုမှမဟုတ်ဘူးဆိုရင်တုံညပါတဲ့ခဏန်းနေကြမလားเนาะဒါတော့ကိုယ့်ကိုပြန်စစ်ကျွန်တော်ကတော့မယွေးသေးဘူးပေါ့เนาะတစ်ချက်ရှိတာခုနကကျွန်တော်ပြောခဲ့တဲ့နှစ်နှစ်ခွန်ဆိုတဲ့ခဏန်းရှိတယ်ကျွန်တော်တို့ဒီလိုင်းကနောက်ပွဲကိုလည်းကျွန်တော်မျှော်ထားတာလေးရှိတယ်ပေါ့เนาะဒါနည်းနည်းကျွန်တော်ပြောပြမယ်ဒီ3-1ကနော်အဲ့ဒီနေ့တည်းမှာဒီ3-1ကပြန်ကြသူ့ရဲ့နှစ်ပင်ကျော်အချိန်ခိုင်းမှာထွက်ထားတဲ့ခဏန်း3-90 ပြန်ရကြဒီ311ရဲ့အောက်ဆောင်မှာလာကြသလားဒါမှမဟုတ်ရင်အခုကျွန်တော်ပြောတဲ့အဆောင်30ဘီးမှာကြသလားเนาะကျွန်တော်ဒီမှာ303ခွန်ဆိုတဲ့ခန္ဓာကအဲ့ဒီနှစ်ထဲမှာ303ခွန်ပြန်ရကြသူ့ရဲ့နည်းနည်းကျော်ဆောင်ခွန်ခန္ဓာကလည်းပြန်ရကြဒီမှာလည်း303ခွန်နဲ့အချိန်ခိုင်းမှာကြเนาะအဲ့ဒီနှစ်ထဲမှာအဲ့ဒီကောင်ကိုလိုက်ရင်အကျွေးကြံနေတာက196ပြန်ရပဲရှိတော့တယ်သူနဲ့အချိန်ခိုင်းကခန္ဓာဒီနှစ်ခွန်နှစ်ကိုကျွန်တော်တို့ဒီပွဲမှာကြမလားဒါမှမဟုတ်လို့ရှင် ီ196နဲ့အကြိမ်ခဲဆိုရင်သူကနှစ်ဦးရောက်သွားမှာနော်အဲ့တော့အဲ့ဒီကောင်ကိုမမျောပဲနဲ့ဒီကဏ္ဍနဲ့အကြိမ်ခဲကကဏ္ဍပြန်ကြဆိုရင်ဒီ963ကြီးဖြစ်သွားသူနဲ့အကြိမ်ခဲကကဏ္ဍပြန်ကြတော့လေသူပြန်ကြတဲ့အောက်ဆောင်ဆိုရင်သူကနောက်ပွဲဝင်963ကိုပြန်ကစားခိုင်းတယ်လို့ဖြစ်နော်ဒါပေမဲ့ကျွန်တော်တို့ကတော့လောလောဆယ်ဆယ်အဲ့ဒီဟာတွေတော့မတွေးသေးဘူးပေါ့လိုချင်တာကဒီ1300လုံး10 6နှစ်လို့ဖြစ်တဲ့ဘေးမှာပြန်ကြကြချင်တယ်နော်1300လုံး10 6 3ဘေးမှာပြန်ကြကြချင်တယ် အဲ့တော့ကျွန်တော်တို့ဒီမှာ1300 60 6လို့ဖြစ်တယ်ပြပြန်ညာကြာချင်နော်အဲ့တော့မသိဘူးလေနော်ပြန်ကြကစားချင်းရင်ဒါကျွန်တော်မိတ်ဆွေကစားအဲ့ခုနကကျွန်တော်ပြောတဲ့ site ထဲမှာဒီ site ကတော့ကျွန်တော်အကြိုက်ဆုံးပေါ့နော်ကျွန်တော်တို့ဒီခွန်ထိပ်ဗရိတ်ခွန်နှစ်ပွဲကျော်ပြန်ကြညီကိုကနန်းခွန်ထိပ်ဗရိတ်ခွန်နှစ်ပွဲကျော်ညီကိုကနန်းပြန်ကြနော်အဲ့ဒီခွန်ထိပ်ဗရိတ်ခွန်နှစ်ပွဲကျော်ညီကိုကနန်းကျွန်တော်ပြန်ကြကစားချင်တယ် အမူးပြေပါအမူးပြေရမဟုတ်မက်ဆေ့ချာမှာတနေ့တနေ့ကျွန်တော်ကိုမတွေးလို့တဲ့ခုနကကျွန်တော်ပြနေတာနဲတာမဟုတ်ဘူးကျွန်တော်အဲ့ဒါအောက်ထီအောင်မဆွဲပြသေးလို့ချဲဖွင့်ပြီးနောက်ရက်ထဲကလာမေးတာပုံမှန်ဆိုကျွန်တော်ချဲဖွင့်တန်းတန်းလွှင့်တာဟုတ်အခုကတန်းမလွှင့်တဲ့ခါကျတော့တို့ကနည်းနည်းကျွန်တော်ပျောက်နေတယ်ပေါ့ဗျာနော်နောက်တစ်ခုကတဲ့နောက်တစ်ခုက ကျွန်တော်ဒီဘက်ကအထောက်တွေတော့ပြောမနေတော့ဘူးဗျာနော် ဒါနားပဲကပ်ပြောလိုက်တော့မှာအဲ့ဒီမှာရှစ်ထိတ်ဆိုတာရှိတယ်ရှစ်ထိတ်စီအဲ့ဒီရှစ်ထိတ်ကဒီမှာခါရောင်သုံးလုံးရှစ်လို့ဖြစ်တယ်နော်ရှစ်ထိတ်ဒီခါရောင်သုံးလုံးရှစ်လို့ဖြစ်နောက်သုံးလုံးကပုံဒီသူက71လို့ရိုက်ထားတဲ့ဘေးမှာ935ပြန်ကြကြတယ်နော်တခါတူကနေပြီးတော့တနစ်ကြော်လိုက်တော့6ထိတ်စီခါရောင်သုံးလုံးက6လို့ဖြစ်တယ်နောက်ဘေးသုံးလုံးကိုပုံဒီ71လို့ပဲရိုက်တယ်သူ့ဘေးမှာပြန်ကြကနေထွက်တယ် ။တွန်းနေတစ်နှစ်ကျော်အခုဒီမှာ6ထိပ်ခါတော်3လုံးက6လို့ဖြစ်တယ်။နောက်ပိတ်3လုံးကို7လို့ပဲသူပုံတွေရိုက်တယ်။သူ့ရဲ့ဘေးမှာပြန်ကြခဏန်းဒါကြသွားလို့ရတယ်။နော်။အဲပြန်ကြခဏန်းကိုကစားခြင်းရင်တော့အဲ့ဒီထဲမှာသူကဒီ site မှာကျွန်တော်ကဒီ၄ကို၄ကိုဒီမှာက၄မထည့်သွားတော့ဒီနေရာ၉ထိပ်ကတော့မရိုက်တော့ဘူးလာရင်၉ကိုခါနေပဲထည့်ကစားသေးတယ်เนาะ ိုးပါတဲ့ကဏ္ဍပြန်ကြဖို့လို့ပဲကျွန်တော်အဲ့လိုပဲတွေးကြည့်တာပဲเนาะမြေကဏ္ဍကတော့ကျွန်တော်မိတ်ဆွေတွေကြိုက်တာလားထည့်ရှာတယ်ကျွန်တော်ကတော့ထည့်ပြီးနေတော့ပြန်ကြပြန်ကြပြန်ကြတဲ့เนาะပြန်ကြဆိုင်ကျွန်တော်ချိန်မှာအများကြီးပဲရှိတယ်ပြီးခဲ့တဲ့ဘွဲကလည်းဒီပြန်ကြကိုပဲကျွန်တော်လိုက်ဒီဘွဲမှာဗရိတ်7 နော်71ဆိုတဲ့ break မစိုးဘူး71 break မစိုးဘူးဆိုပြန်ကြရတဲ့71 break လေးတွေနည်းနည်းသတိထားကျွန်တော်ပြောတဲ့ချစ်6ခွန်လိုမျိုးကဏ္ဍမျိုးတွေနော်694လိုကဏ္ဍမျိုးလေး71 break နော်တော့ကျွန်တော်မိတ်ဆွေတွေကျွန်တော်ပြောသွားတာတွေနားမလည်ရင်လည်းနောက်တစ်ခေါက်တော့ဒါပြန်ကြည့်ပါဦးနော် ရှိပေါင်းငါကိုးခါရိုက်သွားလို့ကိုးခါအောက်မှာပြန်ကြမလားနော်သူရှိနေကကဏ္ဍနောက်နှစ်ကိုလိုက်ထွက်တပွဲကျော်ပြန်ကြထွက်မလားအခုကျွန်တော်ပြခဲ့တဲ့နောက်ထောင်သလုံး17ရက်ဘေးမှာပြန်ကြနောက်ထောင်သလုံး30ရက်3နှစ်ကျော်မှာပြန်ကြအများကြီးပါပဲနော်ပြန်ကြရည်တော့ပြန်ကြရည်တော့ပလုံစီနေတာအဲ့ထဲမှာတော့ဒီ site ကတော့အကြိုက်ဆုံးပါ ဒီစိတ်ကအကျိုက်ဆုံးဒီကောင်ကအကျင့်ကြီးအကြိုက်လည်းဖြစ်နေလို့နော်ဒါအကျင့်ကြီးအကြိုက်ပဲပြန်ရတယ်ပြီးခဲ့တဲ့ဘွယ်တည်းကသူကိုးခါထဲ့သွားပြီဆိုတော့သူ့အောက်မှာဒီခဏကပြန်ရကစားလို့ရနေပြီနော်ခေကောင်ကြမလဲဆိုတော့ကွက်ကိုစဉ်းစားကြည့်ပေါ့စီနီယာကနန်းပြန်ကြဆိုရင်တော့၃ခွက်တည်းရှိတာကျွန်တော်ကတော့ပြန်ကြမှထွက်မရှင်းရတော့လိုက်နေအောင်ပါလိုက်နေအောင်ပါလေ ထွက်တာမထွက်တာတော့မသိဘူးပေါ့လေနော်ခြားဆိုင်တွေလည်းရှိပါသေးတယ်ဒီညတော့ဒီလောက်ပဲနော်အားလုံးပဲကံကောင်းကြပါစေ